အီသီယိုးပီးယားရဲ့အဓိကအတိုက်ခံပါတီဖြစ်တဲ့တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF ကသူတို့ပါတီရဲ့လှုပ်ရှားမှုတွေကိုပိတ်ပင်မှုကိုဝေဖန်ရှုံချခဲ့တယ်လို့ BBC ကဖော်ပြခဲ့ပါတယ်။ပါတီလှုပ်ရှားမှုတွေကိုပိတ်ပင်တာကတီဂရေးဒေသမှာနှစ်နှစ်ကြာဖြစ်ပွားခဲ့တဲ့ပဋိပက္ခကိုအဆုံးသတ်စီခဲ့တဲ့2022ခုနှစ်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်တယ်လို့ TPLF ကပြောပါတယ်။ ီသီယိုးပီးယားရွေးကောက်ပွဲကော်မရှင်က TPLF ပါတီရဲ့တရားဝင်ယက်တီမှုကိုယုံသိမ်းခဲ့တဲ့နောက်အာဖရိကသမဂ္ဂ AU အနေနဲ့အဲ့ဒီကိစ္စကိုအီသီယိုးပီးယားဘဟုအစိုးရနဲ့အတူကြားဝင်ဖြေရှင်းပေးဖို့ TPLF ပါတီကတောင်းဆိုခဲ့ပါတယ်။တီဂရိတ်ဒေတာကိုအုပ်ချုပ်ထားတဲ့ TPLF ပါတီဟာအီသီယိုးပီးယားနိုင်ငံတစ်ခုလုံးကိုနှစ်ပေါင်းများစွာကြာလွှမ်းမိုးခဲ့ပြီးအထွေထွေညီလာခံခေါ်ယူဖို့ပြက်ကွက်ခဲ့တာကြောင့်မေလ14ရက်ကပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။လာမယ့်နှစ်ဇွန်လမှပြုလုပ်မယ့်ယူကောက်ပွဲတွေမတိုင်မီတီဂရိတ်ဒေတာမှာနိုင်ငံရေးတင်မှတ်မှုတွေလာနေချီဖြစ်ပေါ်ခဲ့တဲ့နောက် TPLF ပါတီကိုပိတ်ပင်ဖို့ယူကောက်ပွဲကော်မရှင် င်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ TPLF ပါတီက1992ခုနှစ်ကအစိုးရကိုဖျောက်ချခဲ့တဲ့နောက်ညွန်ပေါင်းအစိုးရဖွဲ့ကအီသီယိုးပီးယားနိုင်ငံကို2019ခုနှစ်အထိအုပ်ချုပ်ခဲ့ပါတယ်။2019ခုနှစ်မှာဝန်ကြီးချုပ်အပီအာမတ်အာနာရလာခဲ့တဲ့နောက် TPLF ဦးဆောင်တဲ့ညွန်ပေါင်းအစိုးရကိုဖျက်သိမ်းကအမျိုးသားရေးပါတီတဲ့တစ်ခုကိုဖွဲ့စည်းထူထောင်ခဲ့ပြီးအဲ့ဒီပါတီတဲ့ထူထောင်မှုကို TPLF ပါတီကညှင်းပယ်ခဲ့ပါတယ်။ အဲ့ဒီနောက်ဖို့ဆိုရနဲ့ TPLF ကြားတင်မှမှုတွေမြင့်တက်ခဲ့ပြီး2022ခုနှစ်နိုဝင်ဘာလမတိုင်မီအထိတီဂရိတ်ဒေသမှာစစ်ပွဲဖြစ်ပွားခဲ့ကလူပေါင်းတန်းချီတည်ဆုံပြီးလူပေါင်းတန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်အဲ့ဒီလိုပဲ TBLF နဲ့ဗဟိုဆိုရကြ2022ခုနှစ်နိုဝင်ဘာလမှာညဉ့်ညက်ရေးစာချုပ်ချုပ်ဆိုခဲ့က TBLF ဟာ2023ခုနှစ်မှာတီဂရိတ်ဒေတာမှာယာယီအစိုးရဖွဲ့ကိုဖွဲ့စည်းထူထောင်ပြီးတီဂရိတ်ဒေတာကိုအုပ်ချုပ်ခဲ့ပါတယ်